အားလုံးပဲမင်္ဂလာပါရှင်စစ်ဆဲနာမည်က Sister Teresa Saint Thobul လို့ခေါ်ပါတယ်ဒီနေ့စစ်ဆဲမေတော့အကြောင်းနည်းနည်းလေးကိုဝေမျှသွားမှာဖြစ်ပါတယ်မေတော့ကိုယုံကြည်အားကိုးစွာနဲ့ဆုတောင်းရင်မရဘူးဆိုတာမကြသဘူးဆိုတဲ့အရာကိုစစ်ဆဲရဲ့ဘဝမှာသိချုံခံစားခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကတော့စစ်ဆဲဝီလိုသူเจ้าသူဘဝမှာဖြစ်တတ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ စစ်စဲလောအစင်နော်ဘီရှိတ်ကိုသွားမဲ့ပေါ်ဆူလန်သားယောက်ကိုစစ်စဲတို့ community ကနေပြီးတော့သူတို့အတွက်စေစုတင်နှုတ်ဆက်ပွဲမှာစစ်စဲပေါ်ဆူလန်တယောက်ရဲ့မိသားစုဆီကနေတော့ခွန်အားပေးနှုတ်ဆက်အမ်ဗီဒီယိုကလစ်လေးတစ်ခုကိုအမ်တောင်းဖို့တာဝန်ကျခဲ့တယ်အဲ့ဒီပေါ်ဆူလန်ကစစ်စဲတို့နဲ့အတူတူပဲမြစ်ချနာဘက်ကဆိုတော့ စစ်စဲရဲ့အမေကိုအွန်လိုင်းကနေအကူအညီတောင်းလိုက်တယ်နော်အဲ့နဲ့အမေကအဲ့ဒီပေါ်ဆူလေးအင်ကိုအရောက်သွားခဲ့တယ်တမကောင်းဆန်တဲ့အင်ကတော့ခက်တော့ခတ်ထားပြီးတော့ဘူးမှမရှိကြဘူးအင်ဘင်းသားအလူတွေကိုမင်းရှိတော့အင်ပြောင်းသွားစပြီပေါ့သူတို့ကဟိုမြစ်တစ်ဖက်ကမ်းထဲမှာ နေတော့နေခဲ့တာပေါ့နော်အမနေတော့ပြီလို့ပြောလိုက်တာပေါ့နော်အဲ့နဲ့စစ်စဲရဲ့အမေကအင်းနီလာချင်းစီကနေတော့ ူညီအဲ့ဒီ boss တို့လည်းရညီမလေးရဲ့ဖုန်းနံပါတ်ကိုရခဲ့ပါဒါပေမဲ့မသိချဘူးမိဘတွေနဲ့ဆက်သွယ်လို့ရမယ်တရားကိုဆက်အောင်ပေါ့နော်စစ်စာစင်မကောင်းခဲ့ဘူးတခြားသူရဲ့ရှင်းတွေရဲ့ဗီဒီယိုကအဆင်ပြေသွားပြီဒါပေမဲ့အဲ့ဒီ postulate နော်တရားရဟာမရသေးတဲ့အတွက်ကြောင့်သူ့အတွက်စင်မကောင်းဖြစ်တာပေါ့ဆရာအဲ့ဒါနဲ့ဆယ်လို့စိတ်ပီတိညနေပိုင်းစိတ်ပီတိစိတ်တဲ့အချိန်မှာ အဲမေရောနာသွားပြီးတော့မေရောကိုကိုကြီးတောင်းခဲ့တာပေါ့နော်အဲ့လိုမျိုးအဖြစ်ပြက်တဲ့အားလုံးကိုပြောခဲ့ပြီးတော့အာဆီဆဲအဲ့လိုတောင်းခဲ့တပည့်တော်မရဲ့တငယ်ချင်းကိုနော်မေရောအလိုရှိရင်ကိုကြီးပေးပါအောင်ဆိုပြီးတော့ယုံကြည်အားကိုးစွာနဲ့နော်ယိုရှင်စွာနဲ့ညော်လင်းချင်းကြီးစွာနဲ့အမ်စကားပြောခဲ့ပေါ့မေရောနောက်မနေ့ချတော့ဆီဆဲရဲ့အမေက messenger နဲ့ video clip ပို့ထားတဲ့အကြောင်းကိုတည်တင်းရခဲ့တယ် အဲ့နဲ့တငယ်ချင်းသက်စရာအရန်ပျော်ခဲ့ရပါတော့။အဲ့ဒီကမေတော်ရဲ့ဇာဝင်ဆုတောင်းမှုကြောင့်ရခဲ့တယ်ဆိုတဲ့ဟာကိုနော်အဲ့လိုမျိုးစစအရန်ပျော်ခဲ့ရပါတော့။ဆေးဆုတောင်းတယ်ကိုနာယောင်းနာယောင်းပေးခဲ့ရပါတော့မေတော်အရန်ကျေးဇူးတင်နော်။ဒီမှာလည်းတို့အားလုံးကိုစစဲခေါ်အားပေးချင်တာကတော့မေတော်ဟာစစဲတို့ရဲ့အနည်းအများမှာအမြင်ရှိနေတယ်ဆိုတာကိုတတိမူပြီး နှလုံးသားထဲကနေယုံကြည်စေခြင်းလေနော်ပြီးတော့မေရောဟာဖျားနဲ့အနည်းဆက်ဆုံးမှရှိပြီးကျမတို့ရဲ့ဆုတောင်းတန်ကိုဖျားရှင်ထက်အမြဲချောင်းဝင်ဆုပေါင်းဆုပံပေးနေပါမလဲဖျားခင်ကဆယ်တို့ခရိယန်တိုင်းအတွက်သူ့အမေကိုပေးထားခဲ့တယ်မေရောစီကိုကိုယ့်ရဲ့အမေတယောက်လိုချစ်ခင်ရင်းကြီးစွာအာကိုကြီးစွာရိုးရှင်းစွာနဲ့အဲကျမတို့ချင်းကစကားပြောလို့ရ ချင်းကစကားပြောလို့ရပါတယ်နော်ဒုက္ခအကြီးကြီးရောက်တဲ့အချိန်လိုအပ်ချက်ကြီးကြီးမားရှိတဲ့အချိန်တွေရှိတဲ့အခါစိတ်ဒီစိတ်ချင်းတွေပန်းပူစော်ချင်းတွေကိုပဲအမ်ပြေလောက်တာပဲမဟုတ်ပဲနေတိုင်းနော်မေရောစီကိုတာပြီးစကားပြောလို့ရပါတယ်ပေါ့မေရောကိုမိခင်လိုချစ်ခင်ကိုးစားရုံမကပဲမေရောရဲ့ပါရမီတွေကိုကျင့်ကြံနေထိုင်မယ်ဆိုရင်မေရောနဲ့ပုံပုံဒီကလာမှာဖြစ်ပါတယ် ောက်ဆုံးအနေနဲ့စစ်စစ်အားလုံးကိုဖိတ်ခေါ်ခြင်းတဲ့အရာတစ်ခုကတော့နံပါတ်၁ကမေရောကမိမိအသက်ဘယ်သူလဲနောက်တစ်ချက်နံပါတ်၂ကမေရောရဲ့အကြောင်းကိုစွတ်တောင်းပေးမှုကြောင့်ကိုယ့်ရဲ့ဘဝမှာတိကျုံခံစားရတဲ့တိကျုံတစ်ခုကိုပြန်လည်ထောက်ရှုပြီးမေရောကိုကျေးဇူးတင်ကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ်